ုံတီဟာရွှေပြည်အေးအေးစီတီတော်မြတ်ကြီးရဲ့ဒီဖျားထီးတင်ဝမ်းမှာတော့မနှက်ဖန်ကိုကျွေးပေါ့နော်ဝတားချိန်ချိန်နေရပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ချက်ပြုတ်နေရပါဒါတော့ကျွန်တော်တို့တူဒီလှူလေးမှာပါဝင်လှူဒန်းတာတော့ဒါရွှေစွန်ခင်ခတ်မောင်းဖြစ်ပါတယ်အိုးရောခွဲချရတာပေါ့နော်ဒီမှာလဲဒီမှာအဲကျွန်တော်အကိုပဲအဲကျွန်တော်အကိုပဲဝက်ကောင်းရင်ဝက်ချစ်တော့ရေခုနကကျွန်တော်တို့တယ်သွားတဲ့ဘူးသီးနဲ့ရောပြီးတော့ဒါချက်အောင်ပါ ။ဘရသာရှိစွာတကယ်ချက်ပြုတ်မဲ့အိုးစကြီးအဖွဲတမအိုးစကြီးပါ။မင်္ဂလာပါ။မင်္ဂလာပါ။နာမည်လေးမိတ်ဆက်ပေးပါဦး။ဒေါ်စောလာ။ဒေါ်စောလာပါ။အိုးစကြီးဒေါ်စောလာပါဘောနော်ဒီထုံးကြီးစံပြချေးရွာဟုတ်တယ်နော်။နော်ဆွဲခြင်းနေပြန်။ဆွဲရမယ်မနေ့ကူ။ဒီညနေအခုလည်းလာဆွဲလိုက်ရော။ဟုတ်တယ်လား။ အမဒီဒီကဘာဘာလုံငါးယိုးတွေငါးယိုးတွေအင်းယိုးကြောက်ငါးယိုးနှွင်လာနှွင်နေရလားပြီးတော့ယိုးကြီးယိုးကြီးလားငါနေထွက်လာတဲ့အရင်နဲ့ဟင်းချိုပြန်ချက်မှာ။ဟောအဲ့ဒါကြောင့်ဟင်းချိုကပိုချိုအောင်နော်။ဩအဲ့လိုမျိုး။ Okay ။ငါးဆုံးလည်းကြည့်လိုက်အောင်။ငါငေသီးစဲ။ငါဟိုကလှုပ်တာထောင်းတာ။ငေသီးစဲထောင်းတာ။ငါ့ကိုပြုတ်ပြီးမြင်ထားတာလား။ဒါကကိုယ်ကမှာ။ဟာကျက်တုံ။ဟာကျက်တုံ။ကျိတ်ထားတာ။ဟိုမှာငေသီး။ဟာအဲ့လိုမျိုး။ငါငပိကျဲအတွက်ကျက်တုံ။ဒါတော့ရွှေစုံဟင်းခတ်မှုအချိုပေါ့နော်ကျွန်တော်ကမှထည့်လိုက်တာပေါ့။ ာသူကဒီလိုတောက်ရှောင်းမွေနေမှာရတာဟုတ်ကဲ့ဟုတ်ကဲ့ကိုကောအိုးကမှာဆိုတော့နော်ဟုတ်ငါငါရွံ့နှွင်ပြီးတော့ထွက်လာတယ်အဲဥစားရဲ့ပြီးတော့ဒီချမောင်ဟင်းနဲ့ဆိုတော့ရောချက်မှာဟုတ်တယ်နော်အဲချမောင်ရောနဲ့ဟင်းဂျိုပေါ့ဗျာခုနငါအမိုးပြဲတယ်ငါအဲ့ငါကိုနေမိုးပြဲတယ်နဲ့တတဲပြုတ်သွားတယ်ဝတ်သားနဲ့ဒီချမောင်ဟင်းနဲ့အာသားပြောင်းနဲ့ဂျိုနဲ့ဟင်းဂျိုအာရှယ်ပဲချမောင်ကဒီအကုန်လုံးချွေရမှာလေဘရိုချီအောင်နဲတော့မဟုတ်အေးဘော lu a mya da so no a mya yi sha Sui zo hen ka mou ma. Tu tu ma re. Tu tu ma re.

ယ်အခုကတော့ဒါကျွန်တော်မနေ့တုန်းကဒါချက်ပြုတ်ပြင်ဆင်ထားတဲ့ဝါသားအချိန်နေရာကျော်ဒီနေ့မနက်9:00နာရီ6:00နာရီလောက်တည်းကကျွေးနေရပဲဒါပေမဲ့အခုကျွန်တော်နိုးတာလည်းနည်းနည်းနောက်ကျတော့9:00နာရီခွဲဖြစ်နေပြီ9:00နာရီခွဲဆိုတော့ကြံလောက်တည်းရအဲ့တော့ကျွန်တော် မှာတည်ရှိတဲ့ဒါဖယားထိတင်ပွဲဟိုမှာဒါဒုတိယနေ့ပေါ့နော်ဒုတိယနေ့မှာကျွန်တော်တို့ရဲ့ဒီတခွန်နိုင်ပေါ့နော်မိသားစုစတူဒီတာမန်တက်ကနေပြောဒါကျွေးမွေးနေရပဲဖြစ်ပါတယ်ဒီမန်တက်လှလေးတော့ကတော့စားပဲကြီးရဲ့ပြည့်ကကြတော့ရွှေစုံဟင်းခတ်မုံအချိုရဲပြီးတော့ခုနှစ်ရက်သားသမီးတွေရဲ့အလှနဲ့ပေါင်းဆက်ပြီးတော့ဒီနေ့မှာဆိုလို့ရှိရင်တော့ဝတ်သားအချိန်နှစ်ရာပြည့်ကကြတော့ငားငပီချက်ချင်းတရသည်တိုးစရာပေါ့စားသဖြင့်ကျွေးမွေးနေရပဲဖြစ်ပါတယ်ကျွန်တော်စိတ်တင်တော့လူအယောက်3000ဝန်းကျင်လောက်တော့ဒါဆွဲလို့ရမယ်လို့တော့ထင်တယ်ကျွန်တော်တော့ဆွဲပြီးွားရင်ဆိုတော့နောက်ဘက်နောက်ပိုင်းဒီမှာကျွန်တော်ကဘလို့နေရတယ်ဘလို့အစည်းအဝေးနဲ့ဘလို့အစားအသောက်တွေကိုသွားစား င်းလဲဆိုတာဆက်ပြီးတော့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ဗျာကျွန်တော်မြန်မာနိုင်ငံတဝန်းလုံးမှာခံစားခဲ့ရတဲ့မြင်းကလေးရင်ကြောင့်လဲဒါထိခိုက်နေတာပျက်စီးခဲ့ရတဲ့ပြည်သူတွေအားလုံးစိတ်တက်မကြပါနဲ့ကျွန်တော်တို့မှာကျွန်တော်တို့ရှိပါတယ်ဗျာကျွန်တော်အားလုံးအချင်းချင်းရိုင်းမင်းကူညီရင်းနဲ့ကျွန်တော်ရှေ့ဆက်ပြီးတော့ရှောက်နှမ်းကြအောင်ဗျာအားလုံးပဲကျန်းကျန်းမာမာချမ်းသာတာနဲ့အဆင်ပြေကြပါစေအခုတော့ဒီဘက်မှာလောင်းနေပဲနှုတ်ဆက်ပြရစေခင်ဗျာကျွန်တော်ပြုလုပ်ခဲ့တဲ့ကုသိုလ်တွေလည်းတာတုအမျှပေးပါရစေတာတုတာတုတာတုပါခင်ဗျာ